မင်္ဂလာရှိတော်နေ့ရက်လေးပါခင်ဗျာလူကြီးမင်းတို့ကိုဘောလုံးပွဲတွေဒေါတာတူပွဲစဉ်တွေနဲ့မိုဘိုင်းလက်ချက်ပွဲစဉ်တွေကိုတနေ့ရက်ထဲမှာအဆောင်လင်းဆော့ကစားလို့ရတဲ့ application တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ OneSpot application ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ OneSpot account ကိုလွယ်လွယ်ကူကူနဲ့ဘယ်လိုဖွင့်ရမလဲငွေဘယ်လိုသွင်းမလဲငွေဘယ်လိုထုတ်မလဲဆိုတာကိုတိကျလေးရှင်းပြပေးတော့မှာဖြစ်ပါတယ် application ကို download လုပ်ပြီးသွားရင် application ထဲကိုဝင်ပြီးပါ application download လုပ်ခြင်းနဲ့ဆိုရင်လဲ Viber Telegram ဖုန်းနံပါတ်39 88 4335တို့နဲ့ဆက်သွယ်ပြီးတော့ application download link ကိုလာရောက်ရယူလို့လည်းရပါတယ်ခင်ဗျာကျွန်တော်တို့ကအကောင့်ဖွင့်မှာဖြစ်တဲ့အတွက်အပေါ်ဆုံး down link မှာရှိတဲ့ registration ဆိုတဲ့အစိမ်းအောင်လေးကိုနှိပ်ပေးပါလောလောကူကအကောင့်ဖွင့်ဖို့အတွက် in one click ဆိုတာလေးကို ယူလိုက်ပါခင်ဗျာ ဒီနေရာမှာတော့ country ကတော့မြန်မာဖြစ်ရပါမယ် currency ကတော့ mmk မြန်မာကျပ်ပါဒီမှာ pro promo code ဆိုတဲ့နေရာမှာ ymt 47ကိုတေချာလေးမှန်ကန်စွာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာโปรโมโค้ด YMT47 ကိုဖြည့်ပြီးတော့အောက်မှာ၄လောင်းကွက်လေးရှိပါတယ်ခင်ဗျာအဲ့ဒါလေးကိုနှိပ်ပေးပါ လေးအောင်ကွက်ကိုနှိပ်ပြီးတော့ရနော်ကျွန်တော်အောက်မှာ register လေးရှိပါတယ် register လေးနှိပ်ပါပေါ်မှာ၄တောင်ကွက်လေးရှိပါတယ်အဲဒီ၄တောင်ကွက်လေးကိုထပ်နှိပ်ပြပါဒီနေရာမှာရွေးခိုင်းတာကိုမှန်အောင်ရွေးပေးလိုက်ရင်ရပါပြီဒီမှာက skip ဆိုတာဆိုရင် skip ကိုနှိပ်လိုက်ပါ verify ဆိုတဲ့ဟာလေးပေါ်လာလို့ရှင်ကျွန်တော်တို့ဒီမှာကာရွေးခိုင်းပါတယ် ကျွန်တော်ကားလေးကိုမှန်အောင်ရွေးပေးပါ။အားလုံးဒေချာလေးစစ်ပြီးတော့ရွေးပြီးတော့ရင်တော့ verify ကိုနှိပ်လိုက်ပါ။အမှန်ချက်ပြသွားရင်တော့အကောင့်ဖွင့်တာအောင်မြင်တော့ပါပြီခင်ဗျာ။ကျွန်တော်ဒီမှာရလာတဲ့ ID နဲ့ password ကတော့ screenshot ရိုက်ပြီးတော့တင်ထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့အကောင့်ထွက်သွားရင်ဒီ username ID လို့ခေါ်တဲ့ဒီမှာ username ကိုထည့်ပြီးတော့ password ထည့်ပြီးတော့ကျွန်တော်ထပ်ဝင်ရမှာဖြစ်ပါတယ်။ဒီတော့ username နဲ့ password ကိုတိတ်ချလေးတင်လာပေးဖို့လိုအပ်ပါတယ်။သူကအရေးကြီးပါတယ်ခင်ဗျာ။ screen shot ကြိုက်တင်ပြီးတော့ရင်တော့ကျွန်တော်တို့အောက်မှာ next လေးရှိပါတယ်။ next လေးကိုနှိပ်လိုက်ပါ။ account ဝင်လို့ရတော့ပါပြီခင်ဗျာ။ကျွန်တော်တို့ငွေတွင်းလေးကိုအရင်ဆုံးကြည့်အောင်။အောက် down လေးမှာ menu ဆိုတာလေးရှိပါတယ်။အဲ့ menu လေးကိုနှိပ်လိုက်ပါ။ ဒီမှာအပေါ်သားမှာအပေါင်းလေး deposit လေးရှိပါတယ်အဲ့အပေါင်းလေး deposit လေးကိုနှိမ့်လိုက်ပါအစိမ်းအောင်လေးပါဒီမှာငွေတွင်းနဲ့နီလာတော့အများကြီးပါခင်ဗျာ KP Money Bank Transfer Okay just CBB အများကြီးပါခင်ဗျာအဲ့ဒါနဲ့ကြိုက်တာနဲ့ငွေတွင်းလို့ရပါတယ်ကျွန်တော်တို့ KP နဲ့ငွေတွင်းတွေကိုအရင်ဆုံးကြည့်အောင် KP ကိုရွေးပါ ဒီမှာ amount ဆိုတဲ့ပမာဏဆိုတဲ့နေရာမှာမိတ်ဆွေတို့ငွေကမဲပမာဏကိုထည့်ပါကျွန်တော်ကနမူနာထည့်ပြပါမယ်ပြီးရင်ဒီ KB ဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်ရပါမယ်ကျွန်တော်နမူနာဖြည့်ပြမှာဖြစ်ပါတယ်နော်ဒီမှာဖုန်းနံပါတ်ကိုထည့်ပြီးတော့အောက်မှာမိတ်ဆွေရဲ့ KB အကောင့်ကန်ဆောင်လို့အမည်ဆိုတာလေးကိုနှိပ်ပါ အထက်ပါဒီတုံးချက်ဖြစ်ပြီးတော့ရင်တော့အပေါ်မှာ KP ဖုန်းနံပါတ်ဆိုပြီးတော့ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ရှိပါတယ်ခင်ဗျာအဲ့ဒီ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်လေးကိုဒီမှာ copy လုပ်ရတဲ့ဟာလေးရှိပါတယ်အဲ့ဒီ copy လုပ်ရတဲ့ဟာလေးကိုနှိပ်ပြီးတော့မိတ်ဆွေတွေ KP ထဲမှာအင်းတော့ငွေတော့လွှဲလိုက်ပါခင်ဗျာ ငွေလွှဲပြီးရင်ကျွန်တော်တို့ငွေလွှဲမှတ်တမ်းရှိပါတယ်ခေပင်းမှာကျွန်တော်ငွေလွှဲထားတဲ့ငွေလွှဲမှတ်တမ်းရှိပါတယ်အမှ KBC အလုံးဆောင်မှုအမှတ်အလုံး20ဆိုတာရှိပါတယ် transition ID ဗာအဲ့ transition ID အလုံး20ကိုကျွန်တော်ဒီမှာ KBC အလုံးဆောင်မှုအမှတ်ဆိုတဲ့နေရာမှာကျွန်တော်အလုံး20လုံးကိုပြန်လာပြီးတော့အမှတ်ကန်စွာဖြည့်ပေးရမှာဖြစ်ပါတယ်ဒါနမူနာပါခင်ဗျာဒီအလုံး20လုံးကိုအမှတ်ကန်စွာဖြည့်ပေးဖို့လိုအပ်ပါတယ်အကယ်၍မာယွန်းသွားရင်တော့ကျွန်တော်တို့ ငွေဝင်လာကြာလာနိုင်တဲ့ငွေမိုရောက်တာမျိုးဖြစ်တတ်ပါတယ်။အဲ့လိုဖြစ်သွားရင်လည်းကျွန်တော် customer support မှာတော်ပြီးတော့ဖြေရှင်းလို့ရပါတယ်ခင်ဗျာ။ဒါ ਉਹ တော့ video ရဲ့အဆုံးမှာကျွန်တော်ပြပေးတော့ပါမယ်။ scady မှာငွေတွင်းတဲ့ပမာဏ KB phone number KB account ကန်ဆောင်လို့မြည် KB ဇာလောက်ဆောင်မှုအမှတ်အလုံး၃၀ဖြည့်ပြီးသွားရင်တော့ confirm လေးရှိပါတယ်။အောက်ဆုံးမှာပါအစရောက်လေး။ confirm ကိုနှိပ်လိုက်ရင်မိတ်ဆွေတို့၅မိနစ်နဲ့ငွေဝင်လာပါလိမ့်မယ်ခင်ဗျာ။ငွေမဝင်တော့ခဏပြောလို့ customer support မှာတော်ပြီးတော့ရှင်းလို့ရပါတယ်။ဒါဗီဒီယိုအဆုံးမှာကြည့်ပေးပါခင်ဗျာ။ဝင်းနဲ့ငွေတွင်းတွေကိုကြည့်မယ်နော်။ဝေးလေတူတူပါပဲခင်ဗျာအပေါ်ဆုံးမှာငွေတွင်တဲ့ပမာဏကိုထည့်မယ်နော်ဒီ9000ဆိုရင်မမိတ်ဆွေတို့ဈေးနဲ့တရားငွေတွင်တဲ့ပမာဏကိုထည့်ပါဒီမှာ9000တော့ပမာဏအနည်းဆုံးပါခင်ဗျာဒီဝေးဖုန်းနံပါတ်ဆိုရင်မမိတ်ဆွေတို့ဝေးဖုန်းနံပါတ်ကိုထည့်ပါဒါနမူနာဖြစ်ပါလေ တင်ဤဝေးအကောင့်ကန်ဆောင်လို့မြည်ဆိုရင်မိတ်ဆွေတွေဝေးအမြည်ကိုထည့်လိုက်ပါဒါလည်းနမူနာပါခင်ဗျာပြီးရင်တော့ထုံးစံနိုင်မယ်ခဏလိုပဲအပေါ်မှာ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်လေးတို့က copy user နေရာလေးရှိပါတယ်အဲ့အပေါ်မှာ copy user နေရာလေးမှာ copy ယူပြီးတော့ဝေးထဲမှာငွေတော်လဲပါပြီးရင်ဝေးရဲ့ငွေလဲတဲ့ရတာလဲငွေလဲမှတ်တမ်းပေါ့နော်ဝေးလုပ်ငန်းစဉ် ID လေးရှိပါလိမ့်မယ်အဲ့လုပ်ငန်းစဉ် ID ကိုဒီမှာမှန်ကန်စွာပြန်လာဖြည့်ပေးပါခင်ဗျာ ဒီအချက်တွေအားလုံးဖြည့်ပြီးသွားရင်တော့ကျွန်တော်အောက်မှာခဏလိုပဲ confirm လေးကိုနှဲလိုက်တာနဲ့15မိနစ်တွင်ငွေဝင်ပါလိမ့်မယ်။ငွေမဝင်တော့ customer support မှာတွားပြီးတော့ငွေမဝင်တဲ့အကြောင်းကိုတွားပြီးတော့ဖြည့်ရှင်းလိုက်ရပါတယ်ခင်ဗျာ။ဒါတော့ဝင်နေငွေကနေဖြစ်ပါလေ။စချာ payment အနေနဲ့ငွေတွင်းနေလဲဒီလိုပါပဲခင်ဗျာ။ကျွန်တော်တို့ okay jet တို့1 pay တို့ စီဘီပြီးတော့ဒီပုံစံမှာပဲခင်ဗျာအကယ်လို့ bank transfer နဲ့ငွေတွင်းမဲ့လူကြီးမင်းများကတော့ bank transfer ကိုနှိပ်ပါပုံမှာပမာဏထည့်လို့ရပါတယ်ဒီမှာ mix တွေငွေတွင်းမဲ့ bank ကိုရွေးလိုက်ပါဒီမှာ k visa special ကိုရွေးပေးပါမယ်နမူနာပါအကောင်လုံးတူတူပါပဲကိုအေဂျင့်ကိုထဲမဲ့ bank ကိုရွေးလိုက်ပါပြီးအပေါ်တော့မှာပမာဏထည့်မှာပမာဏထည့်ပြီးတော့အောက်မှာ င်းဤဘန်ကောင်းနံပါတ်မိတ်ဆွေရဲ့ဘန်ကောင်းနံပါတ်ကိုထည့်ပါဒီမှာမှာဘန်ကောင်းနံပါတ်ကိုထည့်လိုက်ပါဗျာဒီအောက်မှာတော့မိတ်ဆွေရဲ့ဘန်ကောင်းအမည်ကိုထည့်လိုက်ပါဒါလည်းနမူနာပါခင်ဗျာဒီဟာတွေအကောင်လုံးဖြည့်ပြီးသွားရင်တော့ထုံးစံတိုင်းအပေါ်မှာအတိဖြစ်နေတဲ့ဘန်ကောင်းနံပါတ်ကြီးရှိပါတယ်အဲဒီဘန်ကောင်းနံပါတ်ကို copy ယူပြီးတော့မိတ်ဆွေတို့ငွေရင်တော့လဲပါပြီးရင်ရလာတဲ့ transition id ငွေလဲလောက်ဆောင်မှုအမှတ်တွေပေါ့နော်ဒီမှာမကကအကုန်လုံးကိုပြန်လာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာအဒီအချက် အားလုံးပြည့်စုံတော့ရအောင်အတူပဲခဏလိုပါပဲ confirm ကိုနှိပ်လိုက်တာ ਨੇ 15မိနစ်တွင်ငွေဝင်လာပါလိမ့်မယ်ခင်ဗျာဒါတော့ငွေတွင်းနေနေဖြစ်ပါတယ်ငွေထုတ်နေကတော့အပေါ်မှာ setting အလုံးလေးရှိပါတယ်ဒီ setting အလုံးလေးကိုနှိပ်လိုက်ပါ withdraw နှိပ်ပါ ငွေမထုတ်ခင်တည်ထားမှာကတော့ကိုရဲချက်လက်ဖြည့်ထားဖို့လိုအပ်ပါတယ်ကိုရဲအချက်လက်ကိုပြည်စုံသွားဖြည့်ထားမှာငွေထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာပေါ်တော့မှာငွေထုတ်မဲ့ပမာဏကိုထည့်ပေးပါခင်ဗျာပြီးရင်တင် EKB ဇက် KB ဖုန်းနံပါတ်ဆိုနေမှာမိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်လိုက်ပါဒါနဲ့မှုတော့ပါ အောက်မှာတင်ဤခစ်ပေးခိုင်ဆောင်သူအမည်ဆိုရမှာမိတ်ဆွေတို့ရဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါခိုင်ဆောင်သူအမည်ကိုထည့်ပေးပါ sorry မွေထောင်းမဲ့ပမာဏမိတ်ဆွေတို့ရဲ့ခစ်ပေးဖုန်းနံပါတ်မိတ်ဆွေတို့ရဲ့ခစ်ပေးအကောင့်ခိုင်ဆောင်သူအမည်ဒီတော့ချက်ကိုထည့်ပြီး confirm ကိုလိုက်လိုက်ပါခင်ဗျာ approve တန်းဖြတ်သွားရင်တော့ဒါတော့ငွေထုတ်တာအောင်မြင်သွားတာဖြစ်ပါတယ်အာနိုင်ဝက်တင်းဝင်ဝင်တော့ customer support မှာတွားပြီးတော့ဖြည့်ရှင်လို့ရပါတယ်ခင်ဗျာတကယ်လို့ ဖုန်းနံပါတ်ချိန်ထားလို့ဖုန်းနံပါတ်စင်ကုတ်ကိုတောင်းရင်တော့စင်ကုတ်လေးကြားလိုက်ရင်ရိုက်ထည့်ပြပါပြီးရင် confirm ကိုထပ်လိုက်ပါဒါဆိုရင်ငွေထုတ်တာအောင်မြင်တော့မှာဖြစ်ပါတယ်ခင်ဗျာဝိနေငွေထုတ်နေ ਉ ကြည့်အောင်အတူတူပါပဲခင်ဗျာပေါ်တော့မှာငွေထုတ်မဲ့ပမာဏကိုထည့်မယ်ပြီးရင် wait ဖုန်းနံပါတ်ထည့်မယ်ပြီးရင်အောက်မှာ wait account ကန်ဆောင်တူအမည်ဆိုတော့ဖြည့်မယ်မဲဆိုတော့ အကောင့်အမျိုးထည့်ပါ။ငွေထုတ်တဲ့ပမာဏဝေးဖုန်းနံပါတ်ဝေးအကောင့်ကန်ဆွန်တဲ့သူရဲ့အမည်ကိုထည့်ပြီးတော့ confirm ကိုလည်းလိုက်ပါ။ approve ဖြတ်သွားရင်ရပါပြီ။ဖုန်းချိန်တာလို့ single လေးများတောင်းရင်တော့ single ကိုရိုက်ထည့်ပြီး confirm ထပ်လိုက်ပါ။ဒါဆိုရင်အကောင့်ထဲကိုနိုင်ဝက်တွင်ငွေရောက်လာပါလိမ့်မယ်ခင်ဗျာ။ငွေထုတ်လို့ဘယ်ဖြစ်ဖြစ်ငွေတွင်းလို့ပဲဖြစ်ငွေမွှန်းဆိုရင် customer support ကိုဘယ်လိုသွားမလဲဆိုတော့ကျွန်တော်အရင်က မီနူးကိုနိုင်နော်နောက်ဆုံးရဲ့အပေါ်တစ်ခုမှာ customer support ဆိုတာလေးရှိတယ်နော်အဲ customer support ကိုနိုင်လိုက်ပါချက်ကိုရွေးနော်အပေါ်တော့မှာချက်ဆိုတာလေးရှိပါတယ်ချက်ကိုရွေးပါဒီမှာတော့ခဏစောင့်ပေးပါခင်ဗျာဒီလိုပေါ်လာရင်မြန်မာ place လို့အရင်ဆုံးရိုက်ပို့ပေးပါ မြန်မာ place လို့ပို့လိုက်အပေါ်မှာ call operator ဆိုတာလေးပေါ်လာပါလိမ့်မယ်အဲ call operator ကိုနှိပ်လိုက်ပါပြန်မြန်မာ please လို့ထပ်ပို့နော် မြန်မာ please လို့ပို့ပြီးတော့ရင်မြန်မာ customer service ကလာရောက်ပြီးတော့မြန်မာလိုမိနေမြန်မာလိုဖြည့်ရှင်လို့ရပါပြီ။မိတ်ဆွေတို့ကငွေတွင်းလို့မဝင်မဝင်တဲ့အကြောင်းငွေထုတ်လို့မရများတဲ့အကြောင်းပေါ့နော်။ဒါမှမဟုတ်ငွေထုတ်ဖို့အတွက်ကိုရေးချက်လက်ပြည့်ခြင်းကိုရေးချက်လက်ပြည့်နေပို့ပြီးပါဆိုပြီးတော့ဒါတို့ဒီမှာမြန်မာလိုပြောပြီးတော့ဖြည့်ရှင်လို့ရပါတယ်ခင်ဗျာ။ကျွန်တော်ကဒီမှာတော့ဘာမှမေးချင်မရှိတဲ့အတွက်လောင်းနည်းကိုပဲတောင်းပြတော့မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။